စစ်တပ်ကမိုးကုံမြို့တွေကိုအင်အားအလုံးအင်းင်းနဲ့ပြန်ဝင်လာပြီးတရက်အကြာမှာပဲစစ်တပ်နဲ့မိုးကုံမြို့တော်ဝိုင်းမှာရှေကိုယူထားတဲ့တော်လိုင်းရဲတပ်တွေကြားမှာတိုက်ပွဲတွေပြန်ဆလာပါတယ်စစ်တပ်နဲ့တန်းတက်တရအန်နေတို့အပြည့်ရဲ့လက်မှတ်ထိုးပြီးတလအကြာနဝင်ဘာလကုန်ပိုင်းမှာပဲမြန်မာစစ်တပ်ရဲ့တပ်ဖွဲ့ဝင်ယာနေရှိဟာစီးရင်တန်းနေနဲ့မိုးကုံမြို့တွေကိုဝင်ရောက်လာခဲ့ပါတယ် နဝင်ဘာ29ရက်နောက်ပိုင်းကစလို့မိုးကုတ်မြို့ပြင်နေရာတွေမှာစစ်တပ်နဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကြားပြစ်ခတ်မှုတွေစတင်ခဲ့ပြီးနှစ်ဖက်ကြားစီးရီးတင်းမာနေတယ်လို့မိုးကုတ်အရှိဆိုင်စီးရီးတည်ရင်မြစ်ကပြောပါတယ်။မိုးကုတ်ရဲ့ဘယ်နေရာမှာတိုက်ပွဲတွေဖြစ်နေလဲ။မိုးကုတ်မြို့ထဲအင်အားအလုံးကြီးနဲ့ဝင်လာတဲ့စစ်တပ်ကမြို့ကိုအခါရမှာဆက်ထိန်နိုင်မှုဘာတွေပြင်ဆင်နေလဲ။မိုးကုတ်မြို့ရဲ့အပြင်ဘက် အရှိချမ်းနဲ့အနောက်မြောက်ရှမ်းတွေမှာစစ်ကော်မရှင်တပ်တွေနဲ့ဒေါ်လာရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့မြို့ခံတရှိုးကပြောပါတယ်။မြို့ထဲကနေပြစ်ခတ်တန်နေကြားနေရတဲ့ဒီဇင်ဘာ၁ရက်မနက်ပိုင်းကပြစ်ခတ်တန်နေပိုဆိတ်လာတယ်လို့မြို့ခံတအူးကဆိုပါတယ်။စီရီတရေမြင့်တအူးကတော့မိုးကုတ်အနောက်မြောက်ဘက်ပိုင်းကရှောင်းကြီးကြောက်ဝါနဲ့ဘောပရန်းရွာတွေဘက်မှာတိုက်ပွဲတွေဖြစ်နေတာလို့ BBC ကိုပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ရွာတွေဟာမိုးကုံနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိန်မျိုးနှမျိုးကြားမှရှိတဲ့ရွာတွေဖြစ်ပါတယ်။အပြည့်ရဲ့သဘောတူညီချက်တည်းမှာတန်တက်တရအန်နေကမိုးမိန်မျိုးကိုပါစစ်တပ်လက်ထဲပြန်လွှဲခဲ့တာဖြစ်ပါတယ်။အရှိတ်ပိုင်းတိုက်ပွဲတွေကတော့မန္တလေးဘက်ကနေမိုးကုံမြို့ကိုမဝင်ခင်မန္တလေးမြစ်ကြီးနားလမ်းပိုင်းနေရာတချို့မှာပြစ်ခတ်နေကြတာလို့စီရေးတည်ရင်မြစ်ကပြောပါတယ်။ရွှေလိပ်ပြဟိုတယ်အနီးကနေရာတွေမှာဖြစ်နေတာလို့သူကပြောပါတယ်။ ဒီဇင်ဘာတရက်မှာတော့ DNA တက်အင်အားတော်တော်များများမိုးကုတ်မြို့တွေကနေဆွန်းခွာနေပြီလို့သိရှိရပါတယ်။ DNA ကစစ်တပ်မိုးကုတ်မြို့တွေပြန်မဝင်ခင်ရက်ပိုင်းတွေမှာမိုးကုတ်အရှိဆိုင်တက်အရှုံနဲ့တိတ်တဆိတ်တွဲဆုံမှုတွေလုပ်ခဲ့ပြီးစစ်တပ်လက်ထဲမြို့ပြန်လွှဲချိန်မှာတိုက်ပွဲတွေမဖော်ကြဖို့ဒေါ်လာရေးတက်တရှုကိုတောင်းဆိုတာတွေလုပ်ခဲ့ပါတယ်။ အလားတူစစ်တပ်မိုးကုတ်မြို့ရဲပြောင်းဝင်လာချိန်မှာလဲမြို့ပြင်က DNA နေတက်ဆွဲထားခဲ့တဲ့နေရာတရှိုးကိုစစ်တပ်ကဆက်ပြီးတက်ဆွဲဖို့လှုံ့ဆော်စီခဲ့တယ်လို့တော်လိုင်းတက်တရှိုးနဲ့နေဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ DNA နေကမြို့ရဲကအပီမထွက်ခင်တူထင်းရှုပ်ခဲ့တဲ့မြို့ပြင်က နေရာတရှိုးမှာစစ်တပ်တပ်ဖွဲ့တွေဝင်ရောက်လာပါတယ်။အဲ့ဒီနေရာတွေကိုတော်လိုင်းတက်တွေကထိုးစစ်ဆင်လို့တိုက်ပွဲတွေဖြစ်နေတာလို့သူကရှင်းပြပါတယ်။ လက်ရှိမှာစစ်တပ်ကတိုက်ပွဲဖြစ်နေတဲ့မိုးကုံမြို့ပြင်အရှိချမ်းနဲ့အင်အားရနေရှိဖြန့်ကျက်ထားတယ်လို့မြေပြင်အရှိနေသိရှိသူတအူးကဆိုပါတယ်စစ်တပ်ကအနောက်ဘက်ရှမ်းမှာအင်အား400လောက်တုံးနေတယ်လို့သူကခန့်မှန်းပြီးပြောပါတယ်မိုးကုံအရှိပြူတက်တွေနဲ့စည်ရေးတည်ရင်းမြစ်တအူးကတော့စစ်တပ်ကမိုးကုံနဲ့မိုးမိတ်နှစ်မြို့အတွက်အင်အား1200ဝန်းကျင်ကို နေရာခွဲပြီးအင်အားဖြန့်ထားတယ်လို့ဒီဇင်ဘာတရက်မှာပြောပါတယ် လက်ရှိမှာစစ်တပ်ကမြို့ထဲမှာလည်းအခိုင်အမာတပ်ဆွဲထားပြီးစစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့မြို့ကန်တရှိုးကဒီဇင်ဘာ၁ရက်မှာပြောပါရယ်။မိုးကုံမြို့အာရာကတစ်စာတင်ကျောင်းနဲ့ဆေးရုံ ဘိုးပန်းချန်စားတဲ့နေရာတွေမှာစစ်တပ်ကတက်ဆွဲထားတယ်လို့မိုးကုတ်မြို့ကန်တအူးကပြောပါတယ်။မိုးကုတ်မြို့ရဲ့ဝင်လာတဲ့စစ်ကားဆယ်နဲ့ရှိတဲ့အများစုကတော့ဒေသခံတွေကြားចောင်းကြီးလို့ခေါ်တဲ့အာထာကတစ္ဆာတင်ကြောင်းအနီတဝိုက်မှာရပ်ထားတယ်လို့သူကဆိုပါတယ်။ BBC ရဲ့စီရေးတည်ရမြက်ကတော့မိုးကုတ်မြို့တွေကအောင်နှံပေါ်လုံးကွင်းထဲမှာစစ်တပ်ကဟာဝီစာအများတွေကိုတက်ဆင်နေတယ်လို့တပ်ဖွဲ့ပေးပို့ပြီးအတည်ပြုပြောပါတယ်။ဒီစင်မာတရက်ညနေပိုင်းမှာပဲမိုးကုတ်အနောက်ပါ နောက်ပင်ကြီးလောက်ကနေတရှိုးကိုစစ်တပ်ကမိရှို့သွားတယ်လို့မြို့ကန်တရှိုးကပြောပါတယ်ဒါပေမဲ့ BBC အနေနဲ့တိကျအတည်ပြုနိုင်မှုဒေသခံအရှုံးနဲ့ထပ်မံဆက်သွယ်မိရန်နေပါတယ် အိမ်သုံးလုံးလောက်ပါသွားပါလိမ့်။အိမ်ပိုင်ရှင်တွေကတော့ဆစ်ဆောင်သွားကြပြီးလူမှုကွန်ရက်အဖွဲ့ဝင်တွေနဲ့ရက်ွက်တွေလူလူကပဲဝိုင်းနေကြရတာလို့မြို့ကန်တအူးကပြောပါလိမ့်။အဖွဲ့ဝင်တွေကိုရန်ကုန်မြို့သူမြို့သားတွေကစစ်ခတ်တန်တွေကိုတိတိတတ်တာကြားလာရပြီးမြို့ပြင်မှာတိုက်ပွဲတွေဆက်နေတာကြောင့်အိမ်ထဲမှာပဲစည်ရေးတတိနဲ့နေနေကြရတယ်လို့မြို့ကန်တအူးကဆိုပါလိမ့်။ မိုးကုတ်မြို့လေးကိုစစ်တပ်ကထိရောက်ထားနိုင်ပြီးမြို့အပြင်မှာတော့မိုးကုတ်အရှိန်ပြိုတက်တွေအပြင်စကိုင်းအရှိန်ပြိုတက်ခွဲတချို့စုစုပေါင်းအဖွဲ့ရှောက်ခွဲတဲ့မင်းလေးကတဆွဲနေရယူထားတယ်လို့စီရေးရင်းမြင့်နှစ်ဦးထက်မင်းလေးကအတည်ပြုပြောပါတယ်မိုးကုတ်ပြူဟာ NUG တရင်နေမန္တလေး PDF ပြည်သူ့လူမျိုးရေးတပ်မတော် PNN နဲ့ဒေသအရှိန်ဆိုင်တက်တွေအစုံနေရယူထားတာပါလို့စီရေးတည်ရင်းမြင့်ကပြောပါတယ် မြို့ပြမှာလည်းတရအနေလက်လွဲလို့စစ်တပ်ရထားတဲ့နေရာအရှိုးကိုတော်လရေးတပ်တွေကပိတ်ခတ်နေပြီးစစ်တပ်ကလည်းမြို့ပြင်ကတော်လရေးတပ်တွေထိန်းထားတဲ့နေရာတွေကို အပီရှင်လင်းမှုစီရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့သူကထပ်ပြောပါတယ်။ရှမ်းမြောက်စီရေးလေးလာသုံးသက်သူတအူကတော့စစ်တပ်အနေနဲ့မြို့တွင်းတည်ငြိမ်မှုရဖို့အတွက်မြို့ပြင်ပတ်ပတ်လေကနေရာတွေကိုစစ်ကြောင်းထိုးပြီးနေမြေရှင်းလေးတွေလှုပ်လာနိုင်တယ်လို့သုံးသက်ပါတယ်။ ဒါအပြင်မိုးကုတ်မြို့ကနေတော်လိုင်းရေးတက်တွေတက်ဆွဲထားတယ်လို့ယူဆတဲ့နေရာတွေကိုလက်နက်ကြီးအမြောက်တွေနဲ့ပစ်ခတ်ပြီးစိုးမိုးနယ်မြေတွေကိုတပြေးပြေးရှဲလာနိုင်တယ်လို့ကောက်ရှက်ရှာပါတယ်။တဖက်မှာလည်းမိုးကုတ်မြို့ဘက်ပိုင်းကမိုးမိတ်မြို့တွေကိုလည်းမိုးကုတ်မြို့ကတဆင့်စစ်ကော်မရှင်တပ်ဖွဲ့တွေနိုဝင်ဘာလကုန်ပိုင်းမှာပဲဝင်ရောက်သွားတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။မိုးမိတ်တဲ့စစ်တပ်ဝင်နေနေမှာပဲမိုးကုတ်မိုးမိတ်လမ်းပိုင်းမှာ စစ်တပ်နဲ့ကရှင်လူလတ်ရေးတပ် KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံမိုးဘူးချင်းနော်ဘူးကအတည်ပြုဖြေကြားထားပါတယ်။မိုးမိတ်ဒေသမှာသူတို့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်တဲ့အချိန်မှာကူညီရမှာဖြစ်ပါတယ်။တိုက်ပွဲတွေကျွန်တော်တို့ဘက်ကကူမသွားအောင်လို့တော့ကူညီရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကအကောင့်အထယ်ပေါ်တဲ့တိုက်ပွဲတွေကတော့မရှိတော့ဘူးထင်တယ်။ မိုးမိတ်ဘက်မှာတော့ကျွန်တော်တို့နဲ့ဆက်ဆက်တဲ့မျိုးဆိုတော့စီရေးအရှိနေအရာတတိထားဖို့တော့လိုပါမယ်လို့ဘုံမူကြီးနော်ဘူးကပြောပါရယ်။မိုးမိတ်ဒေသတွေထဲမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်ရင်းတွေအပြင်မန္တလေး PDF, PNE နဲ့ KIA နဲ့မဟာမိတ်တပ်တွေစတဲ့တပ်ဖွဲ့စုံတွေရှိနေတာဖြစ်ပါရယ်။တရှိန်ထဲမှာပဲမိုးကုန်းနဲ့မိုးမိတ်ကြားတဲ့ကလမ်းပိုင်းကိုစစ်တပ်ကပြပြဝဝထိရှုံနိုင်ဖို့စီရေးပြင်ဆင်နေတာကြောင့် မိုးကုတ်မိုးမိတ်လမ်းပိုင်းမှာတိုက်ပွဲပြင်းထန်လာနိုင်တယ်လို့စီရဲအကဲခဲတရှိုးကထောက်ပြနေကြပါတယ်။မိုးကုတ်နဲ့တပိတ်ချင်းမြို့ကြားကစစ်တပ်လက်လွတ်ထားရတဲ့ဖော့တော့လန်ဆောင်ကိုပြန်ယူဖို့မိုးကုတ်မိုးမိတ်လမ်းပိုင်းကအရေးပါတယ်လို့စီရဲလေးလာတုံးသက်သူတဦးကဆိုပါတယ်။အနောက်စီးမပေါက်ဖို့အတွက်မိုးကုတ်မိုးမိတ်လမ်းကအရေးပါပါတယ်။မိုးကုတ်အောက်ဘက်ကဖော့တော့ရရင် တပိတ်ချင်းမြုပ်ကိုရထားပြီးသားစစ်တပ်အတွက်တပိတ်ချင်းနဲ့တစ်ခုလုံးထိန်းနိုင်သွားမယ်တပိတ်ချင်းပြီးရင်စင်ကိုမှတ်တရားတကြောအထိ အကုန်ပြန်ရသွားမယ်သဘောပဲလို့သူကမှတ်ချက်ပြုပါတယ်